နောက်ထပ်တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ TNL ကသိမ်းပိုက်ထားတဲ့နောင်ချိုကြောင်မဲတီဘောမိုးမိတ်ငိုးကုတ်နမ်ဆန်နဲ့မမ်တုံမြို့နယ်တို့က TNL တပ်များပြန်လည်ဆုတ်ခွာပေးရန်စစ်ကောင်စီရဲ့တောင်းဆိုမှုကို TNL လေးကပယ်ချလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံရဲ့ဂျောင်းဝယ်မှုနဲ့ဧပြီလ28ရက်နေ့နဲ့29ရက်နေ့တို့မှာစေကောင်စီရဲ့ကိုယ်စားလှယ်နဲ့ TNL လေးဘက်ကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ဂျာဦးဆောင်နဲ့ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ကြတယ်လို့သိရပါဗါတယ်။စေကောင်စီကနောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်စတဲ့ဒေသများက ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်အတွင်းထဲအထိကိုတောင်းတက်မတော်တပ်ဖွဲ့ဝင်များအားလုံးကိုပြန်လည်ဆုတ်ခွာပေးရန်တောင်းဆိုလာတယ်လို့သိရပါဗါးအဲ့ဒီတောင်းဆိုချက်ကို TNL ကိုစားလဲများကသဘောမတူနိုင်တဲ့အတွက်နှစ်ဖက်အပြန်လည်ဆွေးနွေးမှုဖက်ဆက်မတိုးနိုင်သေးပဲနှစ်ဖက်အပြစ်ခတ်ရက်စဲနိုင်ရအတွက်လာမယ့်ဩဂတ်လမှာထပ်မံတွေ့ဆုံရန်သဘောတူညီခဲ့ကြတယ်လို့သိရပါဗါးစစ်ကောင်စီကလေကြောင်းကနေဘုံကျဲခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်း ဒရုန်းများနဲ့တိုက်ခိုက်ခြင်းဖိုးစစ်ဆင်ခြင်းစတဲ့ပြစ်ခတ်တိုက်ခိုက်မှုများအားလုံးကိုရပ်တန့်ရန်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်ဒေသတည်ငြိမ်အေးချမ်းရန်တရုတ်ကကြားဝင်ပေးခြင်းဖြစ်တယ်လို့သိရပါတယ် TNL ကိုလည်းကိုကန့်တပ်ဖွဲ့ MNDAA လိုမျိုးတဆင့်တိုးပြီးတော့အပြစ်ခတ်ရစဲရေးပြုလုပ်နိုင်ရန်အတွက်ပြည်ထောင်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွမ်းကကမကထပြုတ်ပြီးတော့အလေးထားချိုးပန်းပြီးနှစ်ဖက်တွဲဆုံမှုများ အလျင်များတိုးတက်လာစေရန်ဆောင်ရွက်ခြင်းဖြစ်တယ်လို့ PNL ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ